ခုတင်ငယ်လာမှာကျွန်တော်တို့ဒီဒီ create font ရဲ့ summer note ပေါ့နော် summer note editor ကျွန်တော်ဗန်ဒီအောင် summer note bootstrap 4လို့ကျွန်တော်တစ်ချက်ရှာလိုက်မယ်ဒီရင်လိုက်ပို့ bootstrap 4 okay အဲ့တော့ဒီဒီမှာလိုအပ်တဲ့ဟိုဟာတွေရှိတယ်ပေါ့နော်ကျွန်တော် bootstrap 4 version ကိုတုံးထားလို့ပြဒီ template ဆွဲတော့မှာလေးအားကြောင့်မလို့ကျွန်တော် bootstrap 4နဲ့အာရှာမရရမယ်ပေါ့နော် ကျွန်တော်ဒီဟိုဟာလိုအပ်တဲ့ဒီဟိုဟာ script တွေကျွန်တော် copy တစ်ချက်ကူလိုက်မယ်ဒီကောင်နေပြီးရင်ကျွန်တော်ဒီထိပ်မှာ add session နဲ့ css okay end session okay ဒီမှာလာပြီးဟိုဟာ paste လုပ်လိုက်မယ်ဒီမှာမလိုအပ်တဲ့ဟာတွေရှိတယ်ဗျာ jQuery script script တက်တွေကိုကျွန်တော်ဟိုအောက်က script ထဲမှာကျွန်တော်သွားထည့်ထားလိုက်မယ်ဒီထဲ okay အဲ့ဒါလေးတွေပဲကျွန်တော်အရင်လုပ်ရအောင်ဒီ script လည်းအဲ့လိုပဲ ဒီ script လည်းအဲ့လိုပဲပေါ့နော်ကျန်တော့ link လေဒါဟိုဟာ bootstrap full ရစီရဒါကျွန်တော် မလိုဘူးပေါ့နော်အာကောမှာရှိပြီးသားโอเคဒီတရားတော့လိုလဲဆက်မနော် query ရ pop bar ရโอเคဒီဒီအားလေးကိုကျွန်တော်တစ်ချက်အရင် run ကြည့်မယ်ပေါ့နော်ပြန်ကျွန်တော်ဒီမှာ ID description ပေးထားတယ် okay အောက်မှာ javascript နည်းနည်းလာပြီးတော့ရေးအောင် script နဲ့ copy back ကူးတော့မြင်ပြဒီကနေ့ okay ဒီကောင်ကိုကျွန်တော် copy ကူးလိုက်မယ် paste လုပ်လိုက်မယ်ကျွန်တော်ကအာဒီ SCI description လို့ကျွန်တော်နာမည်ပေးထားပါတော့အဲဒီနာမည် okay တစ်ချက် range ကြီးအောင် shutdown select admin select article create အဲ okay ဒီပုံစံကကျွန်တော်တို့မြင်ရလိမ့်မယ် hello bootstrap for so please ဆိုတာမလို့ဗျာအဲ okay ဒါ description ရိုက်ထည့်ရမယ်ဟာပေါ့နော်အဲ့တော့ နောက်ထပ်ဘာလုပ်မလဲဆိုတော့အာသူ့ဟိုဟာတွေရွေးဖို့လိုလိမ့်မယ်ဗျာရွေးဖို့လိုလိမ့်မယ်ဆိုတော့ကျွန်တော်အလွယ်ပဲကြီးတော့မယ် copy ကူးလိုက်မယ်ဒီကောင်ကိုထိပ်မှာ paste လုပ်မယ်အာ choose text okay တော့ဒါ select option နဲ့ကြောင်းပါဘောနော် select option နဲ့အာ name name မှာကျွန်တော်တို့ဒီကောင်ကို tag လို့ကျွန်တော်ပြောလိုက်မယ် okay ဒါမှဒီပဲရွေးလို့ရမှာနော်အဲ့တော့ဒီမှာ option နဲ့အဲ့တော့ဒီအတွက်ကျွန်တော် select 2ဆိုတဲ့ jQuery plugin တခုကျွန်တော်သုံးမယ် select to installation ကိုချက်သွားလိုက်မယ်ဒီဟာဒီကောင်းလေးကျွန်တော် copy ကူးလိုက်မယ်ဒီမှာ paste လုပ်လိုက်မယ် okay ဒီ script ကတော့အောက်မှာလာထည့်မယ်ပေါ့နော် script က okay ဒါ is usage ကိုချက်သွားကြည့်အောင် ဒီမှာ select to land ခေါ်လိုက်ရုံပဲပေါ့နော်ကဲတော့ကျွန်တော်ဒီ tag ကိုတခါတည်း loop နေအရင်လုပ်ရအောင် for for is sorry for is net dollar sign tag as d နေနဲ့ကျွန်တော်ပတ်လိုက်မယ် value မှာ dollar sign d ရနေ select dollar sign d ရနေ id ပဲကျွန်တော်ထုတ်ပြလိုက်တော့ခင်ဗျ id ဒီ dollar sign d d ရနေ like a name ဒီပေါ့နော် okay ပြီးရင်ဒီကောင်ကိုကျွန်တော် annual multiple ပေးထားမယ်ဒါ tag ကိစ္စပေါ့နော် id ဒီမှာ dollar sign uh hash tag dot s e l s e l e c t select to ktt ကျွန်တော်တို့အရင် run ကြည့်မယ် go အဲ okay ဒီပုံစံလိုက်မြင်ရလိမ့်မယ် အစွန်းတော့အားလုံးအဆင်ပြေသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ tag ပြီးွားရင် copy တစ်ချက်ကူလိုက်မယ်အာ choose ဒါ programming ကိစ္စပေါ့နော်ဒါ programming ကိစ္စ okay programming ဒီကောင်ဒီ id ကိုကျွန်တော် copy တစ်ချက်အာကူထားမယ် ပြန် duplicate ချက်လုပ်လိုက်မယ်ဒီမှာ programming ကိုလည်း select 2ပေါ့နော်အဲ့တော့ထိပ်မှာ looping လုပ်ထားတဲ့ဟာကိုလည်းကျွန်တော်နည်းနည်းပြင်ဖို့လုပ်လိုက်မယ်အာ choose programming မှာဒီမှာ programming okay go အဲ့ okay ဒါ php ဒီ article က php အတွက်လာလာရဲအတွက်လာရဲဒီလိုမျိုးပေါ့နော် article name เนี่ยကျွန်တော် title လို့ပြောလိုက်မယ် dir dir title okay okay ဒါဆိုရင် ရပြီရပြီဆိုတော့ကျွန်တော်တို့နောက်ထပ်သင်ခန်းစာတစ်ခုရအောင်မှာတကယ်စတိုးသွားပြီးတော့လုပ်မယ်ပေါ့နော်အားလုံးပဲကျေးဇူးပါ